ရှင်များနဲ့လူဖြစ်ခဲ့သူကျွန်တော်ဘဝအကြောင်းကျွန်တော်ပြောပြမယ်ဘဝဟာအတ္တမကောင်းအနောင်မတည်ချာတကယ်ဆို

အကြောင်းကျွန်တော်ပြောပြမယ်ဘဝဟာအတမကောင်းအနောက်မတိချာတကယ်ဆိုအဖေကလည်းတောင်းဆိုခွာသွားပြီမှကြာပြီအခုဆိုကြခဲ့ပါပြီလေ 想起了心的。